ါပါရှင်။ကျမနာမည်ကတော့မီလီယံလို့ခေါ်ပါရစေ။ကျမကတော့ချင်းမိုင် တက္ကသိုလ်မှာလူမှုရေးသိပ္ပံပါတာရက်ကိုသင်ကြားနေတဲ့ပထမနှစ်ကျောင်းသူဖြစ်ပါရစေ။ အခုကတော့23နှစ်ဆယ်ဝင်ပြီပေါ့နော်အခုလက်ရှိကတော့ညီမအချင်းမိုင်တက္ကသိုလ်မှာ social science major နဲ့ပညာသင်ကြားနေတာဖြစ်တယ်ပေါ့နော်အာရအသက်9နှစ်လောက်မှဆိုရင်မိသားစုတွေကမြန်မာပြည်ကနေပြီးတော့အုံဖြန်ဒုက္ခသည်စခန်းတွေကိုရွှေ့ပြောင်းလာခဲ့ကြတာပေါ့နော်။အာညီမဒီဒုက္ခသည်စခန်းတွေကိုရောက်တဲ့အချိန်မှာ အသက်ကငါနဲ့ဆိုတော့ဟို grade 1ကနေပြီးတော့စပြီးတော့ပညာသင်ကြားတယ်ပညာသင်ကြားခဲ့တဲ့ကျောင်းနာမည်ကတော့ Komura uh No One High School လို့ခေါ်တယ်ပေါ့နော်အဲကျောင်းမှာ grade 1ကနေပြီးတော့ grade 11ထိပညာသင်ကြားခဲ့တယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာညီမအရွယ်ရောက်လာတဲ့အမြတိလာတာကြတော့ဒီခက်မဲ့ပညာရေး ကနေပြီးတော့ထုတ်ပေးလိုက်တဲ့ဒီ certificate တွေอ่ะဗောနော်မြမကြီးဟိုအစင်းမြပညာရေးဥပမာဆိုလို့ရှင်ဒီချင်းမိုင်တက္ကသိုလ်လိုလိုနေရာမျိုးမှာဆက်ပြီးတော့ရှောက်နေဆက်တက်ချင်တယ်ဆိုလို့ရှင်မြမဒီ certificate တွေကိုအသုံးပြုလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့မြမတခြားတစ်ခုပြင်စင်စားကြည့်ရဲ့မိသားစုတွေကလည်းပြင်ပြီးတော့စဉ်းစားကုပေးတဲ့အချိန်မှာဆိုလို့ရှင်အာတခြားလုံးနိုင်တာတစ်ခုကကြတော့ဒီမဲဆောက်မှာဆက်ပြီးတော့ပညာသင်ကြားဖို့ပဲရှိတယ်အဲ့မြမဒီမဲဆောက်ဘက်ကိုဗောနော် grade 12အာအနေနဲ့ grade 12ဗောနော်တက်ဖို့ဆိုပြီးတော့ဒီ level ခဲကြောင်ရောက်လာတယ် အဲကျမပေါ့နော်ဒီမဲဆောင်မြို့မှာရှိတဲ့ရွှေပြောင်းဒေသကျောင်းတစ်ခုဖြစ်တယ်ပေါ့နော်ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာဒီ CDC ဆိုတဲ့ကျောင်းမှာပညာသင်ကြားခဲ့တာဖြစ်တယ်ပေါ့နော်ဒီ CDC ကျောင်းမှာဆိုလို့ရှိရင်အာပိုင်းဘာသာစကားအပြင်ဒီမြန်မာပြည်ရသင်ယူတွေဒီအင်္ဂလိပ်စာ social study အဲ့ဒါတွေအကုန်လုံးသင်ကြားပေးတယ်ပေါ့နော်အခုလိုမျိုးပါလားဒီရှေ့ပြောင်းဒေတာအကြောင်းကနေပြီးတော့အကြောင်းပြီးတဲ့အပေါ်မှာအာပပွင့်လေးပြောရမယ်ဆိုလို့ရှိရင်ဒီ ကြောင်ပြီးကနေတော့ဆိုတာဆိုရင်ပူပန်မှုအများနဲ့ရှိခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကနေ12တန်းပြီးသွားတဲ့အခါကြာရင်ဒီညမာနိုင်ငံကတက္ကသိုလ်ကတော့အာဒီ12တန်းလက်မှတ်ကိုအတိမတ်ပြည့်ရလားပြီးဒီထိုင်းကအစိုးရကပေါ့ဒီ12တန်းလက်မှတ်ကိုအတိအတိမတ်ပြည့်ရလားဆိုပြတာအများနဲ့ဆိုရင်ပူပန်မှုတွေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်လဲတာတက္ကသိုလ်မှာပညာစီပူးသင်ကြားခြင်းလဲအကြောင်းလူတယောက်ဖြစ်လို့ပေါ့နော် ကျမကတော့ဒီအထက်တန်းအကြောင်းမှကတည်းကအမြဲတမ်းစိုးရိမ်ပူပန်မှုတွေရှိတယ်။ဘာလို့လဲဆိုတော့ဒီအကြောင်းကပြီးသွားပြီမဲ့လေငါဘလို့မျိုးဒီတက္ကသိုလ်ကိုဆက်သွားရမလဲဆိုတော့အမခံချက်မျိုးကမရှိနေဘူးပေါ့နော်။အဲ့ဒါကြောင့်အဲနီလန်တစ်ခုကိုရှာတွေ့တယ်အဲ့ဒါကဘာလဲဆိုတော့ဒါ GED ပေါ့နော်။အဲဒါအမေရိက 12တန်းအောင်လက်မှတ်နဲ့ညီမျှတဲ့ GED certificate ပေါ့နော်ဆိုတော့ဒီ migrant data မှာဆိုလို့ရှိရင်ဒီ GED ပညာရေးကိုအခမဲ့တင်ကြားပေးနေတာရှိတယ်ပေါ့နော်ဆိုတော့အညီမကိုယ်တိုင်လည်းဒီ Beam Education Foundation ကဒီ CYLD program ဆိုတဲ့ဒီ GED program မှာအဲဒီ GED ကိုအခမဲ့တင်ကြားခွင့်ရခဲ့တယ်ပေါ့နော် ဒီ2018ခုနှစ်ဆက်ရှစ်လောက်မှာပေါ့နော်အမဲဆောက်ဘက်မှာရောက်လာတယ်ပြီးတော့မဲဆောက်ဒီ Minecraft ကြောင်းပေါ့နော်ညီမတို့ဒီ 11K မှာပညာဆက်ပြီးတော့တင်စားတယ်ပေါ့နော်ညီမမှာ Grade 12ဆက်ပြီးတော့တက်ဖြစ်တယ်ပြီးတော့နောက်တစ်နှစ်က Pre-G ဒီပေါ့နော်ဘာလို့လဲဆိုတော့ညီမတို့အနေနဲ့ဒီ Minecraft ကြောင်းသားတွေရပါပေါ့နော်အာဒီ အော်ဒီလိုမျိုးချမ University တို့တကယ်ဒီ University ကိုဆက်ပြီးတော့ join ချင်လို့ရှိရင်ညီမတို့အနေနဲ့ဒီ company ရပေးတဲ့ certificate တွေလည်းတုံးလို့မရသလိုဒီ Minecraft ကအကြောင်းကကိုပြီးခဲ့ရင်တော့မှာပေါ့နော်သူတို့ provide လုပ်ပေးတဲ့ certificate တွေကညီမတို့ဆက်ပြီးတော့အသုံးပြုလို့မရအောင်ပေါ့နော်အဲ့တော့ညီမတို့ Minecraft ကျောင်းသားတွေအနေနဲ့ကမဖြစ်မနေဒီ GED ကို ဆက်ပြီးတော့ join ရတယ်ပေါ့နော်ဆိုတော့အမှညီမကြီးတွေ join မှုဖြစ်လာတယ်အဲ့ချိန်မှာညီမအာဘင်းပေါ့နော်ဘင်းကနေပြီးတော့အာဖွင့်လင့်ထားပေးတဲ့ဒီအခမဲ့ကြီးဒီ program တခုညီမ join ဖြစ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီနှစ်မှာကအာတတိုက်ဆက်ဆိုင်ပေါ့နော် covid 19ဖြစ်တဲ့အချိန်မှာညီမတို့အနေနဲ့ကြတော့ဒီချင်းမိုက်မှာလာပြီးတော့ပညာသင်ကြားဖို့မဖြစ်နိုင်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ lockdown တွေပါတယ်ဖြစ်လာတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာ bin က အာဒီ online နေနဲ့ GED ကိုဆက်သွားပေးရပေါ့နော်ဆိုတော့ညီမဒီ BIM ကို online နဲ့ပဲတက်နဲ့ GED program တက်ဖြစ်တယ်ပြီးတော့အဲ့ဒီ BIM မှာပဲ GED program တက်နဲ့ပြီးသွားတဲ့အချိန်မှာညီမ GED ဖြည့်ခွင့်မရသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အာ မြန်မာခန့်မြန်မာရဲ့ဒီဒေါက်ကာဆက်စကန်အတွင်းခန့်တွေကလော့ကဒေါင်းဖြစ်နေတယ်ပြီးတော့ဒီမဲဆောက်မှာရှိတဲ့ဒီတပြည်ကြီးဒီစင်တာကလည်းကိုဗစ်ကြောင့်မလို့ပိတ်ထားတယ်ပေါ့နော်ဆိုတော့အချိန်မှာမြန်မာဖြည့်ခွင့်မရခဲ့ဘူးဆိုတော့မြန်မာအာဒီခန့်တွေမှာပဲပေါ့နော်ဒီအာ work experience ရအောင်အလုပ်တစ်ခုလုပ်တယ်ပြီးတော့2021မှာမှမြန်မာဒီ GDU ဆက်ဖြည့်ပြီးတော့အာ official GDU graduate ဖြစ်သွားတာပေါ့နော်ဟုတ် ဘောနော်ဒီ higher education ဘောနော်အတက္ကသိုလ်မှာကျောင်းတက်ချင်တာအများအန်ကျမရဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်ဖြစ်တယ်ဘောနော်ဘာလို့လဲဆိုတော့အခုလိုမျိုးဒီရွှေပြောင်းဒေသမှာကြီးပင်းလာခဲ့ရတဲ့အပေါ်မှာညီမအတွက်ဘောနော်ဒီပညာရေးရတာအာညီမရဲ့အနာဂတ်အတွက်ဒီညီမရဲ့ community အတွက်ပြန်ပြီးတော့ဝိုင်းဝန်းကူညီဆောင်ရှောက်နိုင်ဖို့အတွက်ဒီပညာရေးရတာအကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ညီမရုပ်ကြည်လက်ခံထားတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။ ညီမပေါ့နော်ဒီ CME ကိုရွေးချယ်ဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့ဒီလူမှုရေးသိပ္ပံဘာသာရေးအကြောင်းပေါ့နော် ပါဆစီယံမြို့မှာဆိုလို့ရှိရင်ဒီ academy အပိုင်းရော reputation အပိုင်းမှာဆိုရင်ဒီလူမှုရေးသိပ္ပံဘာသာရပ်ကအဲတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်အဲ့ဒါကြောင့် CM မြို့ရွေးချယ်ဖြစ်တာပြီးလို့ရှိရင်ချင်းမိုင်မြို့ဆိုချင်းမိုင်မြို့ကပေါ့နော်ဒီဘန်ကောက်နဲ့ရှင်လို့ရှိရင်ဒါနေစိတ်စားစိတ်တွေသွားလာစိတ်တွေအများကြီးတက်တာတယ်ပေါ့နော်အဲ့ဒါကြောင့် CM မြို့ရွေးချယ်ဖြစ်တာပေါ့ပြီးလို့ရှိရင်ညီမဘာဖြစ်လို့ဒီ social science ပေါ့နော်ဒီလူမှုရေးလူမှုရေးသိပ္ပံဘာသာရပ်ကိုရွေးချယ်ဖြစ်လဲဆိုလို့ရှိရင်ညီမကတော့ဒီရွှေပြောင်းဒေတာမှာကြီးရင်းခဲလျောက်တဲ့အပေါ်မှာဒီလို social issue တွေအများကြီး မြင်နဲ့မြင်ခဲ့ရတယ်ကြုံနဲ့ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့မမမြင်နဲ့မဒီကျောင်းမှာကြည်ရင် high school မှာကြည်အများရန်ပဲဒီ issue တွေအများရန်စိတ်ဝင်စားရှိခဲ့တယ်ပေါ့နော်အာဘာကြောင့်ဒီ migrant data တွေကဒီလိုမျိုးတွေဖြစ်တာလဲပြီးလို့ရှိရင်ဒီနိုင်ငံရေးအခြေအနေတွေအဖက်ဖက်ကပေါ့နော်အာပြီးလို့ရှိရင်ဒီ refugee တွေ migrant တွေ displacement တွေသူတို့ရဲ့အကြောင်းတွေညီမအများရန်စိတ်ဝင်စားခဲ့ပါဆိုညီမကိုယ်တိုင်လည်းအဲ့ထက်ကတက်ရောက်ဖြစ်လို့ပေါ့နော် ားတဲ့အနေနဲ့များသောအဖြစ်ကညီမအနေနဲ့လည်းညီမကြည်ပြင်းလာတဲ့ community တစ်ခုမှာပေါ့နော်ဟိုဘယ်လိုပြောမလဲမိသားစုတွေကများသောအဖြစ်ဒီသူများပြောချင်တာ humanitarian aid ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒုက္ခသည်စခန်းမှာနေမယ်ဆိုလို့ရှိရင်လည်းဒီ NGO တွေကကူညီပေးရတာတွေပေါ့နော်ဆိုတော့ဒီ assistant တွေကိုမြင်တော့ညီမအနေနဲ့လည်းငါကြီးလာလို့ရှိရင်ငါလည်းတနည်းတစ်ပုံပေါ့နော်ဘာရဲ့ ဒီလူထုတွေကိုပြန်ကူညီရမယ်ဆိုရဲဆင့်ရှိတဲ့အတွက်ကြောင့်မလို့ okay ငါဗာမေဂျာယူရမယ်ဆိုရဲစဉ်းစားလိုက်တဲ့အချိန်မှာပေါ့နော်ဒီ social ဘိုင်းနဲ့ပတ်သက်တဲ့မေဂျာတွေထွက်လာရပေါ့နော်ဆိုတော့အဲ့အချိန်မှာညီမရွေးချယ်ဖြစ်တာကဒီချင်းမ University ကအာ provide လုပ်ထားတဲ့ဒီ social science major ရွေးချယ်ဖြစ်တယ်ပေါ့နော် ဒီခြေပြောင်ဒေတာမှာဆိုရင်ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေကဘာအခက်အခဲတွေကြုံရလဲဆိုရင်အဓိကတော့ဒီ legal document ပေါ့နော်တရားဝင်နေထိုင်ခွင့်အထောက်အထားတွေမရှိတဲ့ပုံမှာကျောင်းသားတွေကဒါလွန်းလွန်းလပ်သွားလာခွင့်မရှိဘူးအဲပြီးလို့ရှိရင်တခြားသောအခွင့်အရေးရလာတဲ့ခါနဲ့ဒီတခြားနေရာတွေမှာသွားဖို့အတွက် document မရှိတဲ့ခါကျတော့အခွင့်အရေးဆုံးရှုံးရတယ်ရှိတယ်ပြီးလို့ရှိရင်အခုလို legal document မရှိတဲ့အတွက်ဒါတက္ကသိုလ်တက်ဖို့အခက်အခဲတွေရှိတယ် ကျမရေးဆောင်ဆောင်ခွင့်တွေတရားဥပဒေရာအကာအကွယ်ယူခွင့်တွေပေါ့နော်အခက်အခဲရှိတာမျိုးရှိတယ်။ပြီးလို့ရှိရင်ဒီလိုရွှေ့ပြောင်းအကြောင်းမှဆက်နှစ်တန်းပြီးသွားတဲ့အခါကျရင်ပေါ့နော်အအခွင့်အရာဘလို့အခြေအနေတစ်ခုပေးလို့ညီမကြီးပြန်တဲ့အခါရောညီမကြီးအစိုးရရောအတိမတ်ပြုမလားဆိုတာလည်းအာမခံချက်မရှိဘူးနော်။ဒီထိုင်းအစိုးရကကျောင်းတွေကလည်းဒီတက္ကသိုလ်တွေကရောပေါ့နော်ဒီရွှေ့ပြောင်းအကြောင်းကကျောင်းပြီးရဲ့ကျောင်းသားကျောင်းသူတွေအတွက် ပညာရေးကိုဆက်သွားဖို့အတွက်အာမခန့်ချက်ဆိုတာအခုချိန်ထိမရှိသေးဘူးပေါ့နော်အဲ့ဒီအပေါ်မှာဒီရွှေပြောင်းကျောင်းကျောင်းရွှေပြောင်းဒေသကကျောင်းသားတွေအနေနဲ့ဒီဒီလိုမျိုးဒီပညာရေးကိုဆက်ပြီးတော့ higher education ကိုဆက်သွားဖို့အတွက်အခက်အခဲတွေရှိနေသေးပေါ့နော်ဒီဆိုရင်ပူပန်စိတ်တွေလည်းရှိနေသေးပါ ဒီ refugee ခတ်မှာကြီးလာတဲ့လူတယောက်အနေနဲ့ကိုရခဲ့တဲ့ education access တရားပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်အရင်မကျေပြန့်နေဘူးလို့ခံစားရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ history တမိုင်းနေတင်မယ်ဆိုလို့ရှိရင်လည်း refugee ခတ်မှာသူတို့ကအာဒီသူတို့ရဲ့ education system လေးရှိရပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီ current current history တွေတင်ရတာပုံများတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကဒီ university ရောက်လာတဲ့အချိန်မှာကျတော့ဒီ ပြီးတော့ယူတဲ့ major နဲ့လည်းဆိုင်နေချင်တယ်ပေါ့နော် major မှာကျတော့များသားဖြစ်ပြီးအာ global issues တွေအများကြီးတင်ရတဲ့အခါမှာပေါ့နော်အဲ့ဒီ theme မှာမပါရပါလာလဲဆိုတော့ဒီမြန်မာပြည်ချောင်းနေမြန်မာပြည် government နေမြန်မာပြည်ပြင်ဒီ Saudi Asia ချောင်းနေအပါလာတဲ့အခါမှာကို့အနေနဲ့ကျတော့ဒါတွေကိုဟိုအရင်မသိမြင်ခဲ့ဘူးပေါ့နော်ဟို knowledge မရှိဘူးပြောရမှာပေါ့နော်ဆိုတော့ဒီမှာရောက်တဲ့အခါမှာအများကြီးသူများနဲ့တန်းတူ ဖြစ်အောင်အများကြီးပြန်ပြီးတော့လိုက်ရတဲ့ခါလေးကြလို့ရှိရင်သူများသိနေတဲ့အရာတွေကိုမသိတဲ့အရာတွေရှိရပေါ့နော်ဟိုများသားဖြစ်ဟို gap ဖြစ်နေတာပေါ့နော်ဒီအာမိုင်းဘက်ကြောင့်သားကြောင့်နေနဲ့ပြီးတော့နောက်တစ်ခုကကျတော့ကိုပဲလို့ဖြစ်နေတာလားဆိုတော့မဟုတ်ဘူးကိုနဲ့အာဘယ်လိုပြောမလဲဒီ refugee camp ကနေပြီးတော့လာတက်တဲ့အမတွေနဲ့စကားပြောစကားပြောဖြစ်တယ်ပေါ့နော်သူတို့လည်းဒီ the same issue ပဲပေါ့နော်အရင်သူတို့လည်းအရင်လိုက်ခဲ့ရတာပေါ့နော်ဘာလို့လဲဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့ဒီ ပြောမယ်ဆိုကိုရီးယားဒီအော် English ကိုဆိုရင်လည်းဟိုဘယ်လိုပြောမလဲတကယ်တတိဆဆာလေးမလိလာခဲ့ရအောင်ပေါ့နော်ဟိုပြောမယ်ဆိုရင် foreigner တွေနဲ့လည်းအထီးတွင်မရှိမရှိခဲ့အောင်ဆိုတော့ဒီကိုရောက်လာတဲ့အခါမှာအများကြီးပြန်ပြီးတော့ဟိုစူးစမ်းရတယ်ပေါ့နော်ပြီးတော့ဒီအော်ကိုယူတဲ့ major အလိုက်အဲ့လိုမျိုး report တွေပါတယ်အဲ့လိုမျိုးရေးရတဲ့ဟာတွေရှိနေဆိုရင်လည်းခုဘက်မှာကိုရီးယားတွေမလိလာခဲ့ရအောင်ပေါ့နော်ဆိုတော့အများကြီးဒါကတော့ကိုယ့်အတွက်အခက်ခဲပေါ့နော် ရှင်းရှင်းတဲ့ချိန်မှာငါဘာလဲဆိုတော့အာ competitive အရင်ဖြစ်တယ်ပေါ့နော်ပြောချင်တာအာဒီ migrant ကလူတွေလည်းရှောက်တာမဟုတ်ဘူးမြန်မာပြည်ကလူတွေလည်းရှောက်တယ်တခြားနေရာလူတွေလည်းရှောက်တဲ့အချိန်မှာအရင် competitive ဖြစ်တယ်။အရပါမလားပေါ့နော်လူအများကြီးထဲမှာပြီးတော့ငါတို့ဒီကြီးပြင်းလာခဲ့တဲ့ပညာရေးကလည်းဘယ်လောက်ထိကောင်းဖို့လဲပညာရေးမဟုတ်ခဲ့ဘူးပေါ့နော်ဆိုတော့ငါတို့နဲ့ရှင်ပြလို့ရှင်ငါတို့ ငါရှင်းနိုင်မလားဆိုတဲ့အဲ့ဒီစိတ်လေးကြီးရှိရုံပေါ့နော်ဆိုတော့ scholarship ကရှောက်လိုက်တယ်ဒါပေမဲ့ကိုကိုကွာယုံကြည်မှုမရှိဘူးဒါပေမဲ့လိုချင်လားဆိုတော့လိုချင်တယ်လိုလိုချင်ရတဲ့အကြောင်းရင်းကလည်းဒီ scholarship ရမှပဲဒီပညာရေးတွေဆက်သွားနိုင်မှာမို့လို့ဒီပေါ်တော့ CME ကိုမတက်ခင်နဲ့တက်ခင်တော့ ਆ နဲ့အကွာချမှုအနေငယ်ရှိတယ်ပေါ့နော် ကိုရဲမျှော်မှန်းထားတဲ့ပုံစံတွေပြီးလို့ရှိရင်ဒီ course ဒီပေါ့နော်ဒီ social science course မှာဘယ်လိုတွေသင်ကြားရမယ်ပေါ့နော်ကိုရဲ့ expectation နဲ့မကိုက်တာလည်းရှိတယ်ပေါ့နော်အပြီးလို့ရှိရင်တကယ်တမ်းတချို့ course တွေကတော့ဒီအခုလိုမျိုးထဲထဲဝင်ဝင်သင်ကြားရတဲ့အခါကျတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတာလည်းတွေ့ရတယ်ပေါ့နော် အခုကကျတော့ဒီ migrate ကျောင်းတွေတော်တော်များများလဲအာဒီဒီအစမြင့်တက္ကသိုလ်ရနေပြီးတော့သူတို့ရဲ့ certificate လက်ခံအောင်လို့သူတို့လည်းသူတို့နီလန်တိုင်းသူတို့ကြိုးစားနေရတော့တွေ့ရတယ်ဒါပေမဲ့အခုချိန်ကြီးတော့အာလက်ခံတာတွေတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့လောက်နိုင်တာတခုကကျောင်းကြီးရှိတယ်တချို့ဆိုရင်ဒီ GED တွေမဟုတ်ရင်တော့မပေါ့နော်ဒီတခြားဟို program တွေ join ပြီးတော့လာတဲ့လူတွေလည်းရှိရပေါ့နော်ဆိုတော့နီလန်ကတော့အများကြီးရှိနေအများကြီးရှိတာဖြစ်စက်အတွက်ကြောင့်မလို့ပေါ့နော်ဟိုကိုကရတဲ့အခွင့်အရေးကို ယူဆချင်တယ်ပေါ့နော်အပေါ်မှာဆိုလို့ရှိရင် Minecraft အနေနဲ့ဒီ meme ဟောကြောင်းလေးလည်းရှိမယ် meme ကနေပြီးတော့ profile လုပ်ပေးတဲ့ဒီ GD program လေးရှိတယ်တချို့ကဆိုလည်းဒီ online zone direct ရှိမယ်တချို့ကဆိုလည်းဒီ video လေးတွေပြင်ကြည့်ပြီးတော့တက်ရတဲ့အတန်းလေးလည်းရှိမယ်ပေါ့နော်ဒါအပြင်ဘာတွေလုပ်နိုင်သေးလဲဆိုတော့ဟောကိုကဒီ GD ကိုဖြည့်ရှင်မယ်ဆိုလို့ရှိရင်ခုမှ internet ရှိတယ် device တွေရှိမယ်ဆိုလို့ရှိရင် online study တွေလည်းလုပ်လို့ရရပေါ့နော်ဆိုတော့အဲ့ဒါတွေလုပ်ပြီးတော့ ဟိုဘယ်လိုပြောမလဲကြီးဒီကိုလည်းလေ့လာလို့ရတယ်ဒါအပြင်ဘာတွေလုပ်နိုင်သေးလဲဆိုတော့ကွာကြီးဒီပြီးလို့ရှိရင်တက္ကသိုလ်ကြီးဆက်တက်ရှင်လဲဆိုလို့ရှိရင်လည်းဒီစီနီယာတွေစီမှာမေးလို့ရတယ်စီနီယာတွေစီကစီနီယာတွေကလည်းဖြေစားပေးမှာပဲပေါ့ဒါမှမဟုတ်လို့ရှိရင်ကိုကကို internet မှာ research တွေလုပ်လို့ရမှာပေါ့နော်အထူးသဖြင့်တော့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင် scholarship တွေလည်းအများကြီးရှိတယ် scholarship အခွင့်အလမ်းတွေရှိမှုမှာ child stream တို့ prosper bar မှာတို့ IIE တို့ bracket တို့ရှိမယ်ပြီးလို့ရှိရင် delta rising နဲ့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်အာ low အနေနဲ့ကြတော့ဒီ ပေးတဲ့ organization တွေလည်းရှိရပါတော့ဆိုတော့အဲ့ဒါတွေလည်းအများကြီးခွင့်လန်းနေအများကြီးရှိတယ်အဲ့ဒါတွေကိုကိုယ်မှအချိန်ရှိတော့ကိုကအာဒီအခုချိန်မှာ high school ပဲတက်နေပြီဖြစ်စေပေါ့နော် GED ကို try နေပြီပဲဖြစ်စေဒီဟာတွေကိုကိုက research လုပ်ထားလို့ရတယ်ပေါ့နော် Facebook မှာဆိုရင်လည်း information share ပေးရဲ့ page တွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကိုလည်းတွားပြီးတော့နေလာပြီးတော့ကြည့်ထားလို့ရတယ်ပေါ့နော် ဒီအခုဗီဒီယို ကိုကြည့်နေတဲ့အထဲမှာပေါ့နော်အာတက္ကသိုလ်ကိုဆက်တက်ဖို့အတွက်ဒီရချက်ရှိရဆိုတဲ့မောင်လေးညီမလေးတွေပေါ့နော်ကိုတက္ကသိုလ်တက်မဲ့အခါကြလို့ရှိရင်မလောဘဲနဲ့ပေါ့နော်ကိုတက်ရှင်တဲ့တက္ကသိုလ်ကိုတင် जा ချင်တဲ့ဘာသာရပ်ကိုအချိန်ယူပြီးတော့ဒီစီအရှာရွေးချယ်ဖို့အတွက်အမားတိုက်တုံနေပါတော့အပြီးလို့ရှင်လဲကိုဒီလိုမျိုးရွှေ့ပြောင်းဒေတာမှာကြောင်းတက်နေရတဲ့ဆိုပေမဲ့လည်းညှောလင်းချက်မမဲ့နေပေါ့မမဲ့ပဲနေပေါ့နော်အာ နီလန်းနေလည်းရှိနေသေးတယ်အကူငယ်ထောက်ပံ့နေလည်းရှိနေသေးတယ်ဆိုတာကိုအမပြောချင်တယ်ကျေးဇူးတင်ပါတယ်